်မင်္ဂလာပါရှင်ဒီတစ်ပတ်တောင်းထွေရုပ်တံစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီဘက်တောင်းထွေရုပ်တံစီစဉ်တွေကိုကျွန်မလွေဖို့တစ်ပါးကတင်ဆက်ပေးသွားမှာပါ ULA AA ရဲ့နိုင်ငံရေးမှုဖြစ်သူဦးဦးလှစောကွန်လွန်ချက်အတွက်မိမိတို့ PSRF TNA ဘိုဟုံယုံချုတ်ကဝန်내ကြောင့်တဝင်လွာပြပိုလိုက်တဲ့တဲ့င်းမိမိတို့ PSRF TNA ကိုစလဲနဲ့စစ်ကောင်စီတပ်ကိုစလဲတို့ရဲ့ကုမင်းတွဲဆောင်ဘွက်တဘောတူညီချက်တစုံတရာမရရှိပဲပြည်ဆောင်ခဲ့တဲ့တဲ့င်း မိမိတို့ဖျက်ဆာဘတ်တီအန်တွေကပထမဆုံးအချိန်တရင်စာရှင်နေဘွယ်ကျင်ပပြုတ်လုခဲ့တဲ့တရင်နဲ့တောင်းပြည်ထဲကထူးခြားတဲ့တရင်တွေကိုကြားရမှာပါပထမဆုံးအနေနဲ့ရခိုင်မြို့သားအဖွဲ့ချုပ် ULA အရခတတော် AA ရဲ့နိုင်ငံရေးမှူးဖြစ်သူဦးဦးလှဇော်ကွန်လွန်ချက်အတွက်မိမိတို့ပလောင်ပြည်နယ်လူမျိုးရေးသက်ဦးဖျက်ဆာဘတ်တီအန်တွေဘဟုယုံချုပ်ကဝန်내ကြောင့်တဝင်လွာပေးပို့လိုက်ပါတယ်တဝင်လွာပါအကြောင်းအရာပြည့်စုံကို MyM ကပြောပြပေးသွားမှာပါ I was always favors for the oppressed people, including Muslim Rohingyas. That's my party. ရခိုင်မျိုးသားအဖွဲ့ချုပ် ULA အရခတတ်တော် AA ရဲ့နိုင်ငံရေးမှူးဖြစ်သူဦးဦးလာစောကွယ်လွန်ချင်းတို့မိမိတို့ပလောင်ပြည်နယ်လူမျိုးရဲ့တပ်ဦး PSLF TNA ဘိုးရုံးချုပ်ကဒီကနေ့မေလ10ရက်နေ့နေ့စွဲနဲ့ဝန်ထဲကြောင်တုံလောပေးပို့လိုက်ပါတယ် ULA AA ရဲ့နိုင်ငံရေးမှူးဖြစ်သူဦးဦးလာစောဟာပြီးခဲ့တဲ့မေလ9ရက်နေ့က66ပါးယောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်82နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ဦးဦးလာစော ကွယ်လွန်ချင်းတို့မိမိတို့ PSLFT အနေဖို့ရုံးချုပ်ကရခိုင်ပြည်သူတွေနဲ့ ULAA အဖွဲ့အစည်းအပါအဝင်၎င်းရဲ့မိသားစုဝင်တွေနဲ့အတူထတ်တူဝမ်းနေကြောင်းတုံ့လာပေးပို့လိုက်တာပါ။ခင်မီဖွံ့ဖြိုးတိုးတက်တဲ့အရခပြည်ကိုပုံဖော်ကြိုးပမ်းနေစဉ်ကလတွင်မှာမူဝါဒပိုင်းဆိုင်ရာဥဆောင်သူတွေထဲမှာဦးဦးလာစောဟာအဓိကကောင်းဆောင်သူဖြစ်ခဲ့ပြီး၎င်းကို ဆုံးရှုံးလိုက်ရတာဟာ ရခိုင်ပြည်သူတရက်လုံးနဲ့အရခတတ်တော် UAAA အတွက်တန်ဖိုးဖြစ်နေတဲ့ဆုံးရှုံးမှုကြီးတခုဖြစ်ပါတယ်။အာနာရှင်ချုပ်ရဲ့အတွက်စင်ကျူးပန်းနေတဲ့ဦးလာဇောခေါ်ကပြားစရာမောင်းခိုင်အောင်ဟာ1962ခုနှစ်ဆက်မှုတက္ကသိုလ်ကျောင်းတာပွားကလေးကနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ကျောင်းနှစ်ရနာခရရတလို့1985ခုနှစ်မှာ1998နှစ်88ရေခင်းမှာ1994နှစ်စတဲ့မြန်မာစစ်အာဏာရှင်တွေရဲ့ဖမ်းဆီးအကျဉ်းချခြင်းတွေကိုကြင်ကြင်ခံခဲ့ရပါတယ် ဒါပေမဲ့လို့ဥဥလာစောအနေနဲ့စစ်အာဏာရှင်အဆက်ဆက်ရဲ့ဖမ်းဆီးအကျဉ်းချတာတွေညှဉ်းပန်းနှိပ်စက်ပြီးဖိနှိပ်တာတွေကိုဥဥမျိုးပဲရခိုင်မျိုးသားအရေးဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်အရခပီတိဆောက်ရေးအတွက်နိုင်ငံရေးတမစာရေးစရာကြပြစရာလွတ်တော်ကိုယ်စားလှယ်နဲ့ ULAAA နိုင်ငံရေးမှူးဆိုတဲ့မြင့်မြတ်တဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ဒါကြောင့်လဲမိမိတို့ပလောင်ပင်နယ်လူမျိုးရေးတပ်ဦး PSLF TNA ကဥဥလာဇောကိုအစင်ထော်ရဂုံပြူနေမှာဖြစ်ကြောင်းနဲ့ ်ဦးလာစောဟာအဖိနစ်ခံဘဝလူမျိုးရေးအတွက်တိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးအဖွဲ့အစည်းတွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်ပါတယ်ခင်ဗျာဦးလာစောကောင်းရတုဂရိပုံရောက်ရှိစံစားနိုင်ပါစေစစ်ကောင်စီတပ်ရဲ့တွန်ရက်ဇက်တိုက်လေကြောင်းတက်ခိုက်မှုမှာအယက်သားလူထုနဲ့အိမ်20ကျော်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်ဒီတရက်ပြည့်စုံကိုလွေပုစမန်ကပြောပြပေးသွားမှာပါအောင်ပြင်းအောင်ချုံမျိုးနဲ့မိုးကုံမျိုးနဲ့ကကျေးရွာတွေကို စစ်ကောင်စီတပ်ကပြီးခဲ့တဲ့မေလ၂ရက်နေ့၊၃ရက်နေ့နဲ့၄ရက်နေ့တို့မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စစ်ကောင်စီတပ်အနေနဲ့မေလ၂ရက်နေ့ကနောင်ချုံမြို့နယ်လုံးဝဲတေးရွာကိုလေကြောင်းကနေပေါင်300ဘုံတဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မေလ၃ရက်နေ့မှာနောင်ချုံမြို့နယ်ဝါဘုံကုန်းတေးရွာကိုချက်ဖိုင်တာနဲ့ဘုံတလုံးတဲချတိုက်ခိုက်ခဲ့တယ်လို့မိုးကုံမြို့ကအုတ်ပြင်းရက်ွက်ကို ေါင်150ဘုံနှလုံးလာရောက်တဲချတိုက်ခိုက်ခဲ့တာပါမနေ့မေလ၄ရက်နေ့မှာတော့နောင်ချုံမြို့နယ်ကရက်ကွက်ခွန်နဲ့30ကျေးရွာတို့ကိုဘုံတလုံးစီလာရောက်တဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့၃ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအယက်သား2ဦးတေဆုံးပြီး3ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အယက်သားလူထုနေအိမ်22ထိခိုက်ပျက်စီးခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရတားလူထုနေအိမ်တွေအပြင်တာတလိကအဆောက်အုံနဲ့ခြာတင်ကျောင်းတချို့ပါတိခတ်ပြစီတာရှိခဲ့ပါတယ်စစ်ကောင်စီတပ်ဟာမိမိတို့ကုမင်းတွဲဆောင်ပွဲမတိုင်ခင်နဲ့တွဲဆောင်နေစဉ်အတွင်းမှာပဲတောင်ပြည်အတွင်းကမြို့နယ်တချို့ကိုစစ်အင်အားဖြည့်တင်းပြီးထိုးစစ်ဆင်နာတွေပြုလုပ်နေကြလို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေနေစဉ်ရက်ဆက်ပြုလုပ်နေပါတယ်ဒါကြောင့်ပြည်ပပြည်သူတွေအနေနဲ့ စစ်ကောင်စီတရဲ့အယက်တားလူထုအပေါ်ရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့စစ်ရေးတည်အမြဲရှိဖို့လိုအပ်ပြီးလေကြောင်းအနေရကနေလုတ်ကင်းစေဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတိုက်တွန်းလို့ဆိုအပ်ပါတယ်ရှင်ကျမလေဘော့စမင်မာ မိမိတို့ဖျက်ဆာဘတ်တီယန်နဝေကိုစလန်နဲ့စစ်ကောင်စီတပ်ကိုစလန်ရဲ့ကုမင်းတွဲဆောင်ပွဲဟာသဘောတူညီချက်တစုံတရာမရရှိပဲပြီးဆုံးသွားခဲ့ပါတယ်။ဖဲခေါတော့ဒိုကီဒိုရိုဒိုဆာဒိုရန်နမ်ပစကွန်နာအမ်ဘောလာတူကနေဒီအမ်ဘောလာဒါအိုးအခါမစံရဲချီဘောမိမိတို့ပလောင်ပြင်းနယ်လူမြောက်ရေတပ်ဦးဖျက်ဆာဘတ်တီအန်နဝေရဲ့ဒုတိယဘုံချုပ်ကြီးတာကြုံကြဥဆောင်တဲ့ကိုစလဲနဲ့ စစ်ကောင်စီတပ်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဦးဆောင်တဲ့ကိုစလဲတို့ဟာတရုတ်နိုင်ငံရဲ့ဂျာဝန်စစ်စစ်မှုနဲ့တရုတ်နိုင်ငံကူမီမြို့မှာနေရတာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံပွဲကိုပြီးခဲ့တဲ့ဧပြီလ28ရက်နေ့နဲ့29ရက်နေ့တွေမှာပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ဆွေးနွေးပွဲမှာစစ်ကောင်စီကိုစလဲဖက်က2008ဖွဲ့စည်းပုံအရသတ်မှတ်ထားတဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရတွေတနမ်ဆန်နဲ့မန်တုံမြို့နယ်ကလွဲပြီးမိမိတို့ဖျက်ဆာဘ TNW က ိမ့်ပိုက်ရရှိထားတဲ့နောင်ချိုကြောက်မဲတီဘောမိုကုတ်မိုမိတ်စားတဲ့မြို့နယ်ကနေပြန်လည်ဆုတ်ခွာပေးဖို့တောင်းဆိုဆွေးနွေးခဲ့ပါတယ်စစ်ကောင်စီကိုစလဲဖက်ရဲ့တောင်းဆိုဆွေးနွေးချက်ကိုမိမိတို့ PSWF TNW ကသဘောမတူနိုင်ကြောင်းနဲ့အပြစ်ခဲရက်စဲဖို့အတွက်စစ်ကောင်စီတပ်အနေနဲ့အယက်သားလူထုတွေကိုလေကြောင်းကနေရွယ်ချက်ရှိရှိပုံကျဲတာတွင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွင်ဒရုန်းနဲ့အယက်သားလူထုတွေရဲ့တိုက်တာအဆောက်အဦတွေဥတီတိုက်ခိုက်တာတွေနဲ့ တဖက်တက်ထိုးစစ်စစ်နာရဲအားလုံးရက်တက်ဖို့မိမိတို့ PSRF TNW ကဆွေးနွေးခဲ့ပါတယ်။နှစ်ရက်တာဆွေးနွေးပွဲမှာမိမိတို့ PSRF TNW ကိုစလဲနဲ့စစ်ကောင်စီတပ်ကိုစလဲတို့သဘောတူညီချက်တစုံတရာမရရှိပဲလာမယ့်ဩဂုတ်လမှာထပ်မံတွေ့ဆုံဖို့သဘောတူခဲ့ကြပါတယ်။မိမိတို့ရဲ့ကုမင်းဆွေးနွေးပွဲဟာနှစ်ဖက်တွေ့ဆုံမှုတွေအလဲအမြန်တိုးတက်လာစေဖို့တရုတ်နိုင်ငံအစိုးရအထူးကိုယ်စားလှယ်မစ္စတာတင်ရှိကျွန်းကကမကထပြုဆောင်ရွက်ခဲ့တာဖြစ်ပြီး တရုတ်မြန်မာနယ်စပ်ကွန်တွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ဒေတာတည်ငြိမ်အချမ်းဖို့အတွက်ကိုကန်တပ်ဖွဲ့ MNDAA ကတို့တဆင့်တူအပြစ်ခက်ရက်စဲဖို့အတွက်အထူးကိုယ်စားလှယ်မစ္စတာအသိရှိကျွန်းကဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ကျွန်မလွေပူလပါပါရှင်။အာသာရနာ စစ်ကောင်စီတပ်ကကြောက်မဲနဲ့မိုင်းလုံမြို့နယ်တို့ကိုတရက်အတွင်းဘုံတီး၆လုံးထပ်မံကျဲချပြီးလေကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီတရက်ပြည့်စုံကိုလွေးပုစမန်ကပြောပြပေးသွားမှာပါ။တမန်နေနေမြစ်ဖြစ်တဲ့ကြောက်မဲနဲ့မိုင်းလုံမြို့နယ်တို့ကိုစစ်ကောင်စီတပ်က မနေ့မေလ9ရက်နေ့မှာလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့ကြောက်မဲမျိုးလေကြောင်းတိုက်ခိုက်မှုကမနေ့7ရက်နေ့ကျော်အချိန်မှဖြစ်ပြီးအမှတ်350နဲ့အမြောက်တပ်စခန်းဟောင်းနဲ့ပြည်တော်စုလက်မှတ်ကြီးအနီးမှာပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အရတားလူထုနေအိမ်နဲ့အိမ်ထိခိုက်ပျက်စီးသွားပါတယ်မနေ့မေလ9ရက်နေ့မှာပဲစစ်ကောင်စီတပ်ကကြောက်မဲမျိုးနဲ့ကြောက်ဖြူကျေးရွာအနီးကိုည9နာရီခွဲကျော်ဝန်းကျင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ထပ်ပြီးပြုလုပ်ခဲ့တယ်လို့မိုင်းလောင်မျိုးနယ်ထက်ကနားလော့ကျေးရွာအနီးကိုလည်းညဆယ်နိုင်ဝန်းကျင်အချိန်မှာ၃ကြိမ်တိတိလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ၂ရက်နေ့၃ရက်နေ့နဲ့၄ရက်နေ့တွေမှာလည်းမိုးကုန်းနဲ့နောင်ချိုမျိုးနယ်တို့ကိုလေကြောင်းကနေ၃ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့လို့အရတားပြည်သူတို့တေဆုံးပြီး၃ဦးထပ်မံတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့ တုံးရက်စတိုက်လေချောင်းတိုက်ခိုက်မှုအတွင်မှာတာတနိကအဆောက်အအုံနဲ့ဇာနေချောင်းတွေအပါအဝင်အယက်တာလူထုနေအိမ်20ကျော်လဲထိခိုက်ပျက်စီးသွားပါတယ်စစ်ကောင်စီတဟာပြည်နိုင်ငံအစိုးရကအစီအစဉ်နဲ့ကုမင်းတွဲဆောင်ပွဲမတိုင်ခင်နဲ့တွဲဆောင်နေစဉ်အတွင်းမှာပဲတောင်ပြည့်အတွင်းကအမျိုးနယ်တချို့ကိုလေချောင်းကနေပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေကြလို့တောက်ခမ်းစစ်မြေပြင်မှာလည်းစစ်အင်အားဖြည့်တင်ပြီးထိုးစစ်စင်နာတွေပြုလုပ်နေပါတယ်စစ်ကောင်စီတရဲ့အယက်တာလူထုအပေါ် ပြည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်နေတာတွေကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတည့်ရဲ့လေကြောင်းအန္တရာယ်အတွက်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့စည်ရည်တည်ရှိဖို့လဲလိုအပ်ကြောင်းတိုက်တွန်းအပ်ပါတယ်ရှင်ကျမလေးဘောစမင်းပါ မိုးကုံမြို့နယ်ကဗတ်မွန်စံပြရွာမှာတောင်းစာပေအဖွဲ့ TI ကအခြေခံတောင်းယုံတုံးစာတင်တဲ့စင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီတရက်ပြည့်စုံကိုလွေပုစမန်းကပဲတင်ဆက်ပေးသွားမှာပါ။တောင်ပြည်မိုးကုတ်ခရိုင်မိုးကုတ်မြို့နယ်ဗမုံစံပြကျေးရွာမှာတောင်စာပေအဖွဲ့ TIA က တောင်ယုံတုံးစာတင်နန်းစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။တင်နန်းစင်ပွဲကိုပြီးခဲ့တဲ့မေလ၄ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့တင်နန်းတယောက်အောင်မြင်တဲ့တင်နန်းသူတင်နန်းသား30ဦးကိုတောင်စာပေအဖွဲ့ TRA ကတင်နန်းစင်လက်မှတ်တွေပေးအပ်ချင်မိခဲ့ပါတယ်။တင်နန်းစင်ပွဲမှာတောင်ယုံတုံးစာတင်နန်းဖွင့်လှစ်တာနဲ့ပတ်သက်လို့တောင်စာပေအဖွဲ့တာဝန်ရှိသူတို့ရှင်းလင်းပြောကြားရမှာတောင်ယုံတုံးစာယုံတုံးစကားပြန့်ပွားစေဖို့နဲ့တောင်မျိုးနွယ်စုတစ်ခုလုံး စကလုံးအတုံးလုံးဟောဟာရတွေထတ်တူဖြစ်စေဖို့အပြင်တောင်ပြည်ပညာရေးမှာတောင်စာပေထက်တွင်တင်ကြားနိုင်ဖို့နဲ့တောင်အရဖက်အဖွဲ့စီဌာနဆိုင်ရာတွေမှာတောင်ယုံတုံးစာအတုံးပြုနိုင်ဖို့ဖြစ်ပါတယ်။ဒါအပြင်တောင်မိခင်ဘာတာစကားမပပြောက်စေဖို့အတွက်တောင်စာအုပ်စာပေပုံနဲ့မဂဇင်းစာအုပ်တွေထုတ်ဝေနိုင်ဖို့နဲ့တောင်ပြည်ခြေခံစာတင်ကြောင်းတွေမှာတောင်စာပေဘာတာရဲ့တင်ကြားပို့ချနိုင်ဖို့အတွက်ဆရာဖြစ်ဝန်ထမ်းတွေမွေးထုတ်ပေးနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလတလအတွင်းမှာလဲတောင်ပြည်တဲကမြို့နယ်တွေမှာကျောင်းတူကြောင်သားစုစုပေါင်း965ဦးကိုအခြေခံတအားငုံသုံးစာတင်နှံဖွင့်တင်ကြားပေးနိုင်ခဲ့ပါတယ်ဂျမလီဘော့စမင်းမှာ နောက်ဆုံးအနေနဲ့မိမိတို့ PSR BTN တွေကပထမဆုံးအကြိမ်ပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းဌာန20ကျော်အပြင်အရက်ဖက်အဖွဲ့အစည်းတချို့နဲ့ပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။မိမိတို့ပလောင်ပြည်နယ်လူမြောက်ရေးတပ်ဦး PSR BTN တွေကအဖွဲ့အစည်းရဲ့တလတာလှုပ်ရှားမှုအခြေအနေနဲ့လက်ရှိတအောင်ပြည်ရဲ့စစ်ရေးနိုင်ငံရဲ့အခြေအနေတွေကိုမနစ်မေလ9ရက်နေ့မနက်ပိုင်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲဟာပထမဆုံးအကြိမ်စတင်ပြုလုပ်တာဖြစ်ပြီးတော့ Zoom online နဲ့ကျင်းပပြုလုပ်ခဲ့တာပါ။သတင်းစာရှင်းလင်းပွဲကို PSWeb TNA တွဲဖက်အထွတ်ထွတ်တွင်ရမှုနည်းဖြစ်တဲ့ဘုံမူကြီးတာပေါင်းလာနဲ့အတူသတင်းနဲ့ပြန်ကြားရေးဌာနမှ PSWeb TNA ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့လွိုရဦးရောကသတင်းမီဒီယာတွေရဲ့မေးမြန်းတာတွေကိုတာဝန်ယူဖြေကြားခဲ့ကြပါတယ်။အဖြစ်စာပုံလေးနည်းပြပါရတဲ့ဘုံမူဖြစ်ပါလေ။ တရင်းစာရှင်းလင်းပွဲမှာ PSLF TNW ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့လွိုရည်ဦးက PSLF TNW ရဲ့ April လတလတွင်လှုပ်ရှားမှုအခြေအနေနဲ့တောင်ပြည်ရဲ့လက်ရှိစစ်ရေးနိုင်ငံရေးအခြေအနေတွေကိုတရင်းစာရှင်းလင်းပွဲတက်ရောက်လာကြတဲ့သတင်းမီဒီယာနဲ့အများပြည်သူတွေသိရှိနိုင်အောင်ရှင်းလင်းပြောကြားခဲ့ပါတယ် သတင်းစာရှင်းလင်းပွဲတက်ရောက်လာကြတဲ့သတင်းမီဒီယာတွေအနေနဲ့လက်ရှိတောင်ပြည်ရဲ့စစ်ရေးနိုင်ငံရဲ့အခြေအနေတွေအပြင်မိမိတို့ PS server TNW နဲ့မဟာမိတ်တပ်ဖွဲ့တချို့ရဲ့ဖြစ်ပွားနေတဲ့နယ်မြေငင်းပွားမှုကိစ္စနဲ့တိလို့တဲ့အကြောင်းအရာတွေမေးမြန်းခဲ့ကြပါတယ်။မိမိတို့ပြုလုပ်တဲ့ပထမအကြိမ်သတင်းစာရှင်းလင်းပွဲမှာမေခွေမေးမြန်းကြတဲ့သတင်းမီဒီယာ26ခုအပြင်လိလတူအဖြစ်အရက်ဖက်အဖွဲ့အစည်းနဲ့မိဘပြည်သူတွေစုစုပေါင်းလူဦးရေ60ကျော်တက်ရောက်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲကိုပုံမှန်တလတစ်ကြိမ်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးလက်စင်လက်စမ်းပိုင်းမှာပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်မလွေပူပါပါရှင်မရဲ့မိခွန်များကိုပြန်လဲပြေးချပြီးတော့ကျွန်တော်တို့ PSL FTL ဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်တောင်းထူပြီးသတင်းတွေကိုကြည့်ရှုအားပေးလို့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်မိဘပြည်သူများကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်